ြတ်စွာဘုရားရဲ့ကုန်းတော်ကြီးစွာတော်တွေကိုစိတ်ထဲမှာအဖတ်မှအမှတ်ရရင်းနဲ့ကိုယ့်ရဲ့စိတ်နှလုံးကိုတော့ငြိမ်အေးစေမယ်အတိညာဉ်တွေတိုးစေမယ်ကိုယ့်ရဲ့အစ္ဆဒအတွင်းတန်တမှာကိလေသာတည်းဟုသောယန္တုမုံအောင်ကာကွယ်မယ်တားဆီးမယ်အပြင်ဘက်မှာလည်းပဲဗေဒယံတွေဝင်းမလာအောင်ကာကွယ်မယ်တားဆီးမယ်မြတ်စွာဘုရားရဲ့ကုန်းတော်ကြီးစွာတော်တွေကိုစဉ်းစားဆင်ခြင်ခြင်းဟာအလွန်တရာမှစွန့်အပ်တတိထက်မြက်တဲ့ကုသိုလ်ကောင်းမှုကိုပြုရာရောက်တယ်ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေကို နားလေဖို့လိုတယ်သိဖို့လိုတယ်နားလေသည့်အားလျော်စွာသိသည့်အားလျော်စွာလည်းပဲစဉ်းစားဆင်ခြင်ဖို့လိုတယ်ပေါ့နော်နောက်ဦးဇင်းတို့မေတ္တာဘာဝနာမေတ္တာတရားရဲ့စွန့်ရည်တတ္တိတတ္တဝါတွေရဲ့ပုံမှာနောက်ကောင်းကျိုးချမ်းသာရရှိလိုတဲ့အလွန်မွန်မြတ်တဲ့ဒီမေတ္တာစိတ်ကိုချိန်ဖန်များစွာဖြစ်စေခြင်းအပြင်အစ္ဆတဗဟိတနထာနာမှာနော်ဘေးပြာဝေးကွာစေဖို့ဆိုပြီးတော့မေတ္တာတရားကိုလည်းအာကိုကြရမယ်ပေါ့ နောက်ပြီးတော့အတုပဘာဝနာမိမိခန္ဓာတဘာခန္ဓာရဲ့မတင့်တယ်တဲ့တဘာဝတရားများနောက်ဆံမေမွေစာခြေဘွားဆုံးခြေဘွားစဆံမေအစုံ32ပြုံသောကုဋ္ဌာတာတို့ဖြင့်တိဆောက်ထားတဲ့ဒီယုတ်ခန္ဓာရဲ့မတင့်တယ်တဲ့တဘာဝကိုမမကံကသိမြင်နားလည်ပြီးတော့ဒါကိုစဉ်းစားဆင်ခြင်ခြင်းဟာလည်းပဲအလွန်တရာမှအာကြီးတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်။ဒါကိုလည်းပဲနားလည်ပြီးတော့အတုပဘာဝနာကိုလည်းကြိုးစားကြရမယ်ပေါ့ နောက်ဦးဇင်းတို့မထနာနှုတ်တိဘာဝနာဘလိုဘဝတွေကိုပဲရထားရထားနောက်ဆုံးတနေ့အလုံးပြည့်စည်သွားကြရမှာကြီးပဲတည်ခြင်းတရားဖြင့်ဆုံးတတ်ရတဲ့ဘဝဟာတကယ်တန်ဖိုးမဲ့လှတယ်ဆိုတာကိုကောင်းကောင်းနားလည်ဖို့မရဏနှုတ်တိဘာဝနာတည်ခြင်းတရားကိုအဖတ်မှအမှတ်ရခြင်းဆိုတဲ့ဒီဘာဝနာတရားလည်းပဲအလွန်တရာမှအကျိုးအာနိသင်ကြီးကျယ်များပြားရဲပေါ့ဒါကိုလည်းနားလည်ပြီးတော့ ဘယ်ချိန်ဘယ်ကာလလို့အချိန်ကာလတောင်သတ်မှတ်လို့မရတဲ့တေချာပေါက်တွေ့ရကြုံရမယ်ဒီသေးချင်းတရားကိုလည်းစဉ်းစားဆင်ခြင်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါလို့ဦးဇင်းတို့ဗုဒ္ဓနုဒ္ဓတိဘာဝနာမေတ္တာဘာဝနာအတုပဘာဝနာမရဏနုဒ္ဓတိဘာဝနာစွန့်ရည်တတ္တိအလွန်ကြီးမားကြတဲ့ဒီဘာဝနာတရား၄မျိုးကိုကိုယ့်ရဲ့ဘဝမှာနှမြင့်မြတ်တဲ့လုပ်ငန်းရှင်များအနေနဲ့နားလည်ပြီးတော့စူးစမ်းအထောက်မယ်ဆိုလို့ရှိရင် သတိပဋ္ဌာန်ဘာဝနာကိုကြိုးစားတဲ့အခါမှာများစွာအထောက်အကူပြုပြီးတော့တော့အစသာရရအစဉ်ပြေချုံ့မွေပြီးတော့ရည်ရွယ်ချက်ပန်းနိုင်ကိုချော့ချော့မောမောလွယ်လွယ်ကူကူရောက်နိုင်မယ်ပေါ့နော်။ဒါကြောင့်ဦးဇင်းတို့ဒီကနေ့စတင်ပြီးတော့ပြောမှာပါဗာလဲဆိုရင်ဗုဒ္ဓနှုတ်တတိဘာဝနာဗုဒ္ဓနှုတ်တတိဘာဝနာဆိုတာကတရားဓမ္မတို့ဦးဇင်းတို့အမျက်ဆုံးထားပြီးတော့ကိုယ်ွယ်တဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့ ကုံတော်ကျေးဇူးတော်တွေကိုအပံပံစဉ်းစားဆင်ခြင်ပြီးတော့နေတာကိုဒါဗုဒ္ဓနှုတ်တိပါဝနာလို့ခေါ်ပါတယ်ရိုးရိုးလေးဘာမှနားမလဲစရာမရှိဘူးဗုဒ္ဓနှုတ်တိပါဝနာဗုဒ္ဓဗုဒ္ဓနော်တည်တော်မူမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ကုံတော်ကျေးဇူးတော်တွေကို အနှုတ်တိအပံပံအမှတ်ရတာဘာဝနာဆိုတာကအဲ့ဒီအမှတ်ရမှုကိုပဲထက်ခါထက်ခါဖြစ်စေတာ ော့မြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေကိုအမှတ်ရတဲ့တတိကလေးကိုတက္ကတက္ကဖြစ်စေတာအဲ့ဒါကိုပါခေါ်တော့ဗုဒ္ဓနုတ်တိပါဝနာအတော့ဦးဇင်းတို့ဒီနေရာမှာဗုဒ္ဓနုတ်တိပါဝနာကနောက်တခြားသောပါဝနာတွေနဲ့မတူတဲ့အချက်ကသူ့ကိုပွားများတတ်ခြင်းလို့ရှိရင်အ ਨੇ နဲ့အများဆိုသလိုသင်ကြားထားဖို့လိုအပ်တယ်။နောက်ကျန်တာတွေလည်းပဲသင်ယူဖို့လိုတာပါပဲ။သို့သော် မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုကိုကပွားများခြင်းနဲ့ဆင်ခြင်ခြင်းနဲ့ဆိုရင်မြတ်စွာဘုရားဟာဘလို့ဂုဏ်တွေဘလို့ကျေးဇူးတွေဘလို့အရည်သွေးတွေရှိတယ်ဆိုတာကိုအစကတည်းကနားလည်ထားဖို့လိုတယ်ပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒါကမတင်မဲနဲ့မရတခါတမတို့ဦးဇင်းတို့ကိုပိုင်ညံလောက်နဲ့မြတ်စွာဘုရားရဲ့ဂုဏ်အရည်သွေးကိုမှန်မှန်ကန်ကန်သိဖို့မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးအကျမ်းစာတွေထဲမှာဘလောက်ထိတောင်ပြထားတယ်လို့ဆိုလဲဘုရားတဆူရဲ့ဂုဏ်ကျေးဇူးကိုကျန်တဲ့ဘုရားတဆူက နော်အာယုကပတ်လုံးနော်ဆိုလိုတာကပြိဋိဘမစံမခြင်းကျန်တဲ့တရားမဟောဘဲနဲ့အဲ့ဒီဘုရားရဲ့ဂုံကျေးဇူးတွေကိုပဲပြောနေမယ်ဆိုရင်တော့အဲ့ဒီဘုရားပြိဋိဘသာဆံသွားမယ်ဘုရားတရှိရဲ့ဂုံကျေးဇူးဟာကုံသွားမှာမဟုတ်ဘူးလို့အဲ့လိုမျိုးပြောတာရှိတယ်တော့တကယ်တမ်းကတော့အလွန်နဲ့နဲတဲ့မြတ်စွာဘုရားရဲ့ဂုံကျေးဇူးဟိုပြောနေတာကမြတ်စွာဘုရားရဲ့အကြောင်းကိုသိဖို့ဆိုရင်မြတ်စွာဘုရားလိုမျိုးမြတ်စွာဘုရားဖြစ်မှသာနဲ့ သိနိုင်လိမ့်မယ်ပေါ့ဟုတ်လားမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုသိဖို့ဆိုရင်ဘုရားဖြစ်မှာပဲဘုရားရဲ့အကြောင်းကိုမှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံသိနိုင်လိမ့်မယ်ဒါပဲလေအလုံးသဘာဝကြားတယ်လို့ဦးဇင်းထင်ပါတယ်နောက်အိုင်စတိုင်းရဲ့အကြောင်းကိုသိကျင်တယ်ဆိုရင်အိုင်စတိုင်းလိုလူမသားလည်းအိုင်စတိုင်းရဲ့အကြောင်းကိုသိနိုင်လိမ့်မယ်လို့ဒါလွယ်လွယ်ကူကူကောင်းတဲ့ပေါ်တဲ့ဥမာကိုပေးတာနောက်သူရဲ့ဉာဏ်ပညာဘလောက်ထက်မြက်တယ်ဆိုတာကျန်တဲ့လူသိဖို့သိပြီးတော့မလွယ်ဘူးပေါ့သို့တော်လည်းပဲမြတ်စွာဘုရား သူ့ရဲ့ဂုံကျေးဇူးတွေကိုသူကိုယ်တိုင်ဟောပြခဲ့တာတွေရှိတယ်။ပြီးတော့မြတ်စွာဘုရားတတ်တော်တင်ရှာရှိစဉ်ခါကာလကနော်နေထိုင်ခဲ့ပုံပြောဆိုခဲ့ပုံနော်ဟောပြခဲ့ပုံဒါတွေကိုကြည့်ပြီးတော့လည်းပဲမြတ်စွာဘုရားဘလို့အကြီးသေးရှိတဲ့ပုံကိုဖြစ်တယ်ဆိုတာကိုအကြံမြင်လေးတော့နားလည်လို့မရနိုင်ဘူးလား။ရနိုင်နေဒါတွေကိုကိုကသင်ယူဖို့တော့လိုတာပေါ့နော်။အခုဦးဇင်းတို့ပြောနေတာကဘုရားနုဒတိဘာဝနာကိုပွားများတဲ့နေရာမှာရှော့ရှော့ရှူရှူဖြစ်ဖို့အတွက်ဒါသင်ယူနေတဲ့အပိုင်းပဲ။ ဟုတ်ရဲ့လားအတော့ဦးဇင်းတို့မြတ်စွာဘုရားကိုယ်တိုင်ကမြတ်စွာဘုရားမှာဘလို့ဂုံတွေဘလို့ကျေးဇူးတွေဘလို့အကြည့်သွေးတွေရှိပါတယ်ဆိုတာကိုထပ်ခါထပ်ခါပြောပြထားတဲ့ပါဠိပိုက်ကလေးရှိတယ်အဲ့ဒါကိုလည်းပိဿပောင်းတတော်ကောင်းတို့ကနောက်ငယ်စဉ်တောင်ကြီးကလေးဘဝတွေကစာပြီးတော့နှုတ်တက်အာကုန်ရထကြပြီးသားဟိုကိုရနေတဲ့စကလုံးတွေရဲ့အတိဘယ်ကိုနားလည်အောင်မကြိုးစားတာကလည်းတစ်ပိုင်းအလေးအနက်မထားတာကလည်းတစ်ပိုင်းကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့မှာ တော့ရပါလဲခင်နဲ့နားမလဲတဲ့စကားလုံးတွေကအများကြီးရှိနေတာ ఓ ဟုတ်လားနော်အဲ့ဒီပါဠိဘိုက်ကဘာလဲဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏသမ္ပန္နော သူကတော်လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါယသဝဖျားရဲ့ဂုံကျေးဇူးအချင်းချုပ်၉မျိုးဟုတ်လား အဲ့ဒါတွေကိုစဉ်းစားဆင်ခြင်တတ်ဖို့အတွက်တလုံးချင်းစီရဲ့အတိပယ်ကိုကြွန့်ကြွန့်ကျင်ကျင်နားလည်ရမယ်ပေါ့ဒါကိုနားလည်အောင်သင်ယူပြီးတော့မိမိကကျင့်ဖန်များစွာစဉ်းစားဆင်ခြင်ပဲဆိုရင်တော့ကိုယ့်ရဲ့အတွင်းတန်တံမှာဖရာရဲ့ဂုံကိုအမှတ်ရနေခြင်းလို့ဆိုရက်တော့အလွန်မမြတ်တဲ့စိတ်သဘောထားလေးဖြစ်နေတယ်ပေါ့အဲ့ဒါလေးကမမြတ်လွန်းလို့အဲ့ဒီစိတ်ကလေးကိန်းနေတဲ့ချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့တော့တန်တံဟာ ဟိုဇီရီအိမ်လိုဖြစ်တယ်လို့တောင်ဆိုတာကိုနောက်ဆိုကြပါစို့ဦးဇင်းတို့ရွှေတကုံဘုရားကြီးကိုရှ िख ိုးကြတယ်။ဘာကိုယဉ်မှန်းပြီးတော့ရှ िख ိုးတာတော့နော်ဘုရားလေးစုရဲ့ဓာတ်တော်မွေတော်တွေရှိတယ်အဲ့ဒီထဲမှာဌာပနာထားတာရှိတယ်ဆိုတော့အဲ့ဒါကိုမှန်းပြီးတော့ရှ िख ိုးကြတာ။ဒီလိုရွှေရောင်တောင့်နေတဲ့လုံလုံချွန်ချွန်ကြီးကအဲ့ဒီဓာတ်တော်ကိန်းရာဇီရီအိမ်မဲတကယ်တမ်းကဟုတ်တယ်မို့လား။ အဲ့ဒီဓာတ်တော်ကိန်းနေတဲ့အတွက်ကြောင့်အဲ့ဒီဇီရီအင်ကြီးကလည်းရှ िख ိုးတိုက်သွားတယ်ပေါ့အဲ့ဒါလိုပဲဒကာရမတို့ဦးကြီးတို့တွေကမြတ်စွာဘုရားရဲ့ဂုံကိုအမှတ်ရနိုင်မဲ့ဆင်းခြင်းနေမဲ့ဆိုရင်အဲ့ဒီအမှတ်ရနေတဲ့ဆင်းခြင်းနေတဲ့စိတ်ကလေးကဘုရားဂုံကိုယုံကြည်တတ်ဝင်နေတဲ့သဘောလေးကအလွန်မောမြတ်တယ်ပေါ့အဲ့ဒီစိတ်ကလေးကိန်းနေလို့အဲ့ဒီအချိန်မှာအဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့ခန္ဓာဟာဇီရီအင်လိုတောင် ဖြစ်တယ်တဲ့သူများရှ िख ိုးတိုက်တယ်ပေါ့မြင့်မြတ်တာကိန်းနေလို့သဘောပေါက်ရလားအေးဒါကြောင့် ဒီဗုဒ္ဓနုဒ္ဓတိဘာဝနာကိုအများကြီးစိတ်ဝင်စားဖို့လိုတယ်။ဟိုအရှင်တို့အတ္တဖွေရလေးတစ်ခု ပြောရင်တာကမဟာနာမင်းသားကြီးကမြတ်စွာဘုရားကို မေးတာရှိတယ်။မြတ်စွာဘုရားတဲ့။ဟောအရိယာမဉ္ဇဉ်ပူဇံကိုရထားကြတဲ့အရိယာပုဂ္ဂိုလ်တွေဟာဘဝမှာဘလို့နေခြင်းဖြင့်အနေများရပါသလဲဘုရားလို့မေးတယ်။တခါတခါမှတော့ဦးဇင်းတို့တွေကတော့ပို့ထုတ်ခြင်းတွေပေါ့ကိုယ်နဲ့မဆိုင်ဘူးလို့ဆိုမယ်ဆိုရင်လည်းဆိုလို့ရတယ်သို့တော့ ဟိုတစ်ချိန်မှာကိုလည်းပဲအရိယာပုဂ္ဂိုလ်ဖြစ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားတာဖြစ်တဲ့အတွက်ကြောင့်ဆိုင်နေလို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်။တနည်းအားဖြင့်အရိယာပုဂ္ဂိုလ်တို့ရဲ့နေနည်းကိုအတူယူမယ်ဆိုတဲ့စိတ်နဲ့ဆိုရင်တော့အများကြီးသက်ဆိုင်သွားတယ်ပေါ့။အဲ့လိုမျိုးတော့မြတ်စွာဘုရားကအရိယာပုဂ္ဂိုလ်တွေဟာဘဝမှာအောက်မေ့ဆင်ခြင်ခြင်း၆မျိုးနဲ့ဘဝမှာနေထိုင်တာများတယ်လို့အဲ့လိုဟောတယ်။အဲ့ဒါကဘာလဲဆိုတော့ဗုဒ္ဓနုဒတိမြတ်စွာဘုရားရဲ့ဂုဏ်ကိုအောက်မေ့ဆင်ခြင်းခြင်း ဓမ္မနုဒ္ဓတိနမလေးပါဖို့လေးပါနိဗ္ဗာန်ပရိယတိလို့ဆိုတဲ့တရားတော်မြတ်ရဲ့ဂုံအည်သွေးတွေကိုစဉ်းစားဆင်ခြင်ခြင်းတန်ခါနုဒ္ဓတိတန်ခါတော်ရှင်မြတ်တို့ရဲ့ဂုံအည်သွေးကိုစဉ်းစားဆင်ခြင်ခြင်းနောက်သီလနုဒ္ဓတိကိုကျင့်သုံးထားတဲ့ဖြူစင်တန်ရှင်းတဲ့သီလကိုအဖန်မှထပ်ထပ်စဉ်းစားဆင်ခြင်ပြီးတော့နေခြင်းစာဂနုဒ္ဓတိကိုယ့်ရဲ့ဆွန့်လွတ်နိုင်မှုနော်ဘေကန်းဆွန်ကျဲလှူဒန်းထားတဲ့ဒီဌာနကောင်းမှုဒီစာကဆိုတဲ့ဆွန့်လွတ်မှုကိုအပမ်းပန်စဉ်းစားဆင်ခြင်ပြီးတော့နေခြင်းနောက်ဒေဝတာနုဒ္ဓတိ နတ်ပြည်မှာမြမပြည်မှာနတ်တွေမြမတွေဖြစ်နေကြတယ်ဆိုတာသူတော်ကောင်း